အာဆင်နယ်ကတိုက်စစ်မှုလုပ်နေတာဘောလုံးပြည်သက်တိုင်းသိတယ်။အာဆင်နယ်ကိုယ်တိုင်ကလည်းဒီအရည်မှာတိုက်စစ်အတွက်အသေးတန်လုံးပန်းနေတာပါ။ဒါပေမဲ့ဒီချိန်ထိတိကျရရတဲ့အဖြစ်တခုကမထွက်သေးဘူး။အာဆင်နယ်ရေရာထဲမှာစကိုရင်းကဂျိုကာရက်စ်နဲ့လိုင်းစစ်ကဘင်ဂျမင်ဆက်ကိုလိုကတရင်အထွတ်ဆုံး။အာဆင်နယ်ကိုယ်တိုင်ကလည်းဒီကစားမနှစ်ယောက်ထဲကဘယ်သူကိုခေါ်ရမလဲဆိုတာကိုစဉ်းစားရင်ဖြေထုတ်နေတယ်။ကနေဦးတို့ကတော့အာရီတာကဆက်ကိုခေါ်ခြင်းနဲ့ အားကစားရိုက်တာပါတာကတော့ဂျိုကားရက်ကိုလိုချင်တယ်။မဖြစ်ချင်တော့ဒီချိန်မှာကစားမနေအောင်စလုံးကလည်းစာချုပ်ဖြတ်သိမ်းချေတော်တော်မြင့်နေနေထားပါ။ဆက်ကိုကလည်းယူအတန်း80ဝန်းကျင်ရှိပြီးတော့ဂျိုကားရက်ကလည်းယူအတန်း80ပါပဲ။ဒီတော့အာဆင်နယ်ကငယ်ပယ်ပြီးတော့အမြင်ပေါ်အားတန်တဲ့ဆက်ကိုကိုပဲဦးစားပေးနေနေစဉ်းစားတယ်။တစ်ဖက်မှာတော့ဂျိုကားရက်ကိုလည်းယူအတန်း90ဝန်းကျင်ပက်ကေးနဲ့ကမ်းလှမ်းပြီးတော့သွေးတို့ဆန်းထားတယ်။စပိုးလင်းကတော့ငင်းလိုက်ပါတယ်။ဒီချိန်မှာတစ်ချိန်လုံးယူလိုက်တဲ့တရင်ထွက်နေတဲ့ဂျိုကားရက်ကအာဆင်နယ်ကိုဦးစားပေးဖြစ်တယ်ဆိုပြီးတော့ထားပြောပါတယ်။ ဒီတော့အာဆင်နယ်ဖြစ်ကအတွေ့အကြုံရင်းနဲ့တိုက်စင်မှုကိုခေါ်ရမလားအမြင်ပေါ်အာတန်နဲ့တိုက်စင်မှုကိုခေါ်ရမလားဝေဖွဲမရဖြစ်နေတယ်။နောက်တစ်ခုက Sporting နဲ့ Leicester ကနှစ်သိန်းပေါင်းပြီးတော့အာဆင်နယ်ကိုကျက်နေတယ်လို့ခန်းစားရတယ်။ဆက်ကိုကိုလိုက်နေချိန်မှာဂျိုကာရက်ကလာချင်တယ်ပြောရင်ဂျိုကာရက်ကိုကန်လဲတော့ Sporting ကပယ်ချတယ်။ဆက်ကိုကိုပြန်ပြီးအာယုံဆိုင်တော့ပြောင်းခေချီကယူတန်း90လောက်ဖြစ်သွားတယ်။ဒီလိုနဲ့အာဆင်နယ်ရဲ့တိုက်စင်မှုရှာဖို့တော့ကမော်လုံးဆက်ကိုကန်နေရတယ်။